မင်္ဂလာပါရှင်တော့စတာချန်နယ်ကနေဒီကနေ့ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြေရှားတပ်ထုတင်ပို့မှုကိုတရုတ်တင်ချက်ခဲ့တဲ့နောက်တရုတ်သွင်းကုန်တွေကိုအခွန်တရားရာခိုင်နှုန်းတိုးမြှင့်ဖို့ထရန်ဆုံးဖြတ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြေရှားတပ်ထုတင်ပို့မှုတွေကိုတရုတ်ကပိုပြီးတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့စီစဉ်လာတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းတရုတ်စီကတင်သွင်းလာမယ့်ကုန်စည်တွေကိုတန်ဖိုးရဲ့တရားရာခိုင်နှုန်းအပိုဆောင်စီချက်သွားမယ်လို့ကြေညာခဲ့ပါတယ် နိုဝင်ဘာ၁ရက်နေ့ကစလို့တရုတ်ကနေ American စီတင်ပို့လာတဲ့ကုန်စည်အလုံးကိုအခွန်စီချက်မှုတရားရဂိုင်းလုံးတိုးမယ်လို့ထရန့်ကအောက်တိုဘာ၁ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါကြောင့်တရုတ်ရဲ့ကုန်စည်တွေဟာ American ကိုတင်ပို့ချိန်မှာတန်ဖိုးရဲ့130ရာဂိုင်းလုံးထိအခွန်ပေးဆောင်ရတော့မယ့်အခြေအနေဖြစ်လာပါတယ်။နောက်ပြီး American ကနေတရုတ်စီအရေးပါတဲ့ software နည်းပညာတင်ပို့မှုတွေကိုလည်းအဲ့ဒီနေ့ကစပြီးကန့်သက်တားမြစ်သွားဖို့ထရန့်ကဆုံးဖြတ်ခဲ့ပါတယ်။ ထရန်ရဲ့အခုံစည်းချက်မှုဂျင်းညာချက်အသေးဟာကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံးစူပါပါဝါနိုင်ငံတစ်ခုအကြားဂုံတွေးအပြိုင်မှုတွေမြင့်တက်လာတာကိုရှော့ချဖို့ခက်ခက်ခဲခဲနှိမ့်နှိုင်းထားရတဲ့ပြည်လည်မှုကိုပြုတ်ပြတ်သွားစေပွဲရှိပါတယ်။နှစ်ဖက်ကြားကသွင်းကုန်ခွန်စည်းချက်မှုတွေအပြိုင်မြင့်တင်ခဲ့တာကိုကန့်သက်ဖြေလျှော့ထားဖို့သဘောတူထားတဲ့နောက်ဆုံးသတ်မှတ်ကာလမတိုင်ခင်ကိုယ့်ရဲ့အလိုကလေးကတရုတ်အပေါ်ခွန်စည်းချက်မှုတွေစတင်တိုးမြင့်ကောက်ယူမယ်လို့ထရန်ကဆုံးဖြတ်ခဲ့တာပါ။အစောပိုင်းကတောင်ကိုရီးယားမှာတူနယ် တရုတ်သမ္မတရှီကျင်းဖင်တို့တွေ့ဆုံဖို့ညှိနှိုင်းထားတဲ့ကိစ္စကလည်းအခုတော့မရေရာတော့ဘူးဆိုတာမျိုးထရန့်ကသတိပေးခဲ့ပါတယ်။သူပိုင်ဆိုင်တဲ့လူမှုကွန်ရက်မီဒီယာထရူမာထရန့်ကလက်ရှိအခြေအနေအရဆိုရင်သူနဲ့ရှီတွေ့စရာအကြောင်းလည်းမရှိတော့ဘူးလို့ရှင်းတာခဲ့ပါတယ်။ဒါပေမဲ့သူကတွေ့ဆုံပွဲဖြတ်မယ်လို့အတိအလင်းမပြောဘဲအဲ့ဒီလိုအခြေအနေဖြစ်လာနိုင်တာကိုတော့တွေးထားရမယ်လို့ပဲသတင်းတောက်တွေးစီမှတ်ချက်ပေးခဲ့ပါတယ်။ တရုတ်ဘက်ကတော့ Trump နဲ့ရှိတွေ့ပြကြမယ်ဆိုတာကိုပေတုံးကမှအတိမပြုခဲ့ပါဘူး။ American အတွက်အထူးအရေးတကြီးလိုအပ်နေတဲ့ကုန်ချမ်းတွေဖြစ်တဲ့မြေရှားသတ္တုတွေပြည်ပတင်ပို့ခွင့်ကိုတရုတ်ကရုတ်တရက်တင်းကျပ်လိုက်တဲ့နောက် Trump ကလည်းတရုတ်ကုန်စည်တွေပေါ်အခွန်တိုးမြင့်ကြီးညာချက်နဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။တရုတ်ဟာမြေရှားတပ်ထုတွေတန့်စင်ထုတ်လုပ်မှုကမ္ဘာဈေးကွက်ရဲ့ဝေစုအများအပြားကိုထိန်းချုပ်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ တရုတ်ရဲ့ကန်တမ်မှုဟာအမေရိကန်တနိုင်ငံလေးကိုဥတီတာမဟုတ်ပေမဲ့ဒီကိစ္စကြောင့်သူတော်တော်တုံ့လုံမိကြောင်းတရုတ်ရဲ့လုပ်ပုံကိုင်ပုံကဆိုးရွားကြောင်းထရန့်ကဝေဖန်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်တို့ကြားကကုန်သွယ်ရေးပြိပခတွေဟာ6လလောက်ငြိမ်နေကြရမှာအခုတော့တချော့ပြန်တင်းမာလာမယ့်အရေးအယံတွေမြင်လာရပါတယ်။ထရန့်ကတရုတ်စီလေးရင်နဲ့လေးရင်အစိပ်ပိုင်းတွေတင်ဖို့ရောင်းချမှုကိုပိတ်ပင်တာမျိုးတွေထိစဉ်းစားထားတယ်လို့လည်းသူနဲ့နီးစပ်သူတချို့ကပြောပါတယ်။တရုတ်ကတော့အမေရိကန်အနေနဲ့ကုန်သွယ်ရေးအခွန်အခါတွေ ကိုတစ်ဖက်တည်းချက်လေတတ်မှတ်တာမျိုးမလုပ်ဖို့အစဉ်တစိုက်တောင်းဆိုထားသလိုအဲ့ဒီလောက်ရက်ကကမ္ဘာစီးပွားရေးရန်နေရာတစ်ခုလုံးကိုထိခိုက်စေကြောင်းဝေဖန်ထားပါတယ်ဆက်လက်ပြီးကောင်းဆောင်အပြစ်ခက်ရေးစိတ်အတီးပြူချောင်းအစ္စရေးဆိုရကျင်းညာတဲ့တရင်ကိုတင်ဆက်ပါမယ်။ကောင်းဆောင်အပြစ်ခက်ရေးစိတ်သဘောတူညီမှုကိုအစ္စရေးဆိုရဖွဲ့ကအတီးပြူချောင်းကျင်းညာခဲ့ပါတယ်။ကောင်းဆောင်သဘောတူညီမှုပထမအဆင့်ဖြစ် ပြစ်ခတ်ရေးစည်းရင်နဲ့ဒဇာကန်ပြန်လွတ်ပေးရတော့ကိုအစ္စရေးကအတည်ပြုကြောင်းဝင်းကြီးချုပ်နေတန်ယာဟုရဲ့ဆိုရအဖွဲ့ကထုတ်ပြန်ပါတယ်အဲဒီသဘောတူညီချက်တွေထဲမှာဂါဇာမှာ53ရာခိုင်နှုန်းထိမ့်ချုပ်ထားတဲ့အစ္စရေးတပ်တွေတတ်မှတ်နေရာအထိပြန်လည်ဆုတ်ခွာရမှာဖြစ်ပြီးဟာမတ်ကအသက်ရှင်ကျန်ရစ်တဲ့ဒဇာကန်အယောက်20ကို82နာရီအတွင်းပြန်လွတ်ပေးရမှာပါအစ္စရေးဘက်ကလည်းပါလက်စတိုင်းအကျဉ်းသား250နဲ့ဂါဇာမှာထိမ့်သိမ်းထားတဲ့လူ1900ကိုပြန်လွတ်ပေးရမှာဖြစ်ပါတယ် ဂါဇာမှာရှိတဲ့စစ်ဘေးရှောင်နှစ်တန်းကျော်ကိုစားနေကိခါရီဈေးဝါရီလောင်စာရီကူညီပေးဖို့ရာနေချီတဲ့ဂုံတင်ကားတွေနဲ့ထောက်ပံ့သွားမယ်လို့ကုလသမဂ္ဂကပြောထားပါတယ်။ဒါဟာအပြစ်ခက်ရင်းစေးရေးအတွက်သဘောတူညီချက်ဖြစ်ပြီးငင်းချင်ရေးအတွက်သဘောတူညီချက်ကိုဆွေးနွေးမှုတွေဆက်ပြီးပြုလုပ်ရမှာပါ။ ။ဤကျင်းမှာကိုယ်စလဲတွေတဆင့်ခံပြီးဆွေးနွေးခင်းကြတဲ့၃ရက်တောင်ဆွေးနွေးမှုအပြီးအောက်တိုဘာ၉ရက်ကအပြစ်ခက်ရစဲဖို့သဘောတူညီချက်ရခဲ့တာပါ။အပြစ်ခက်ရစဲရေးအတွက်ဂျောင်းဝင်ဆက်ဆက်ပေးတဲ့နိုင်ငံတွေအဖြစ်အမေရိကန်၊ဤဂျစ်၊ကာတာနဲ့တူရကီနိုင်ငံတို့ကဆောင်ရွက်ခဲ့ပါတယ်။နနေ့ကစစ်ပွဲကြောင့်ပါလက်စတိုင်း6,800ကျော်သေဆုံးခဲ့ပြီးစစ်ပေးဆောင်ဦးရေတန်းနဲ့ချီလာကအငက်ပေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဣသရေလတစားကန်တွေကိုလာမေတနင်္သာရီနေ့အင်္ဂါနေ့တို့မှာလွတ်ပေးနိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောထားပြီးတနင်္ဂနွေနေ့မှာပြုလုပ်မယ့်လက်မှတ်ထိုးပွဲအတွက်အရှိအလေပိုင်းကိုသွားမယ်လို့လည်းဆိုကြောင်းသိရပါဗျ။ဆက်လက်ပြီး82နှစ်တွင်တစားကန်အလုံးဟောင်းမတ်ပြန်လုပေးရန်အချိန်ပေးထားပြီးအမေရိကန်စောင့်ကြည့်ရေးတပ်သားများအစ္စရေးသို့စတင်ရောက်ရှိဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပါမယ်။ အော်တိုဘာ၁၀ရက်နေ့ကအစ္စရေးနဲ့ဟာမတ်စ်တို့နေကြင်းရေးစာချုပ်ပထမဆင့်သဘောတူညီမှုရခဲ့ပြီးနောက်82နှစ်အတွင်းဟာမတ်စ်ဘက်မှတစားကန်ဖြစ်ခေါ်ထားသည့်လက်ကျန်အစ္စရေးနိုင်ငံသား46ယောက်စလုံးကိုလွတ်ပေးရန်အချိန်သတ်မှတ်ပေးထားကာဂါဇာမှအစ္စရေးတပ်များဆုတ်ခွာပေးမှုကြောင့်ပါလက်စတိုင်းပြည်သူပေါင်း2သိန်းကျော်လဲမိမိတို့နေရပ်များကိုပြန်နေကြကြောင်းသိရပါသည်။ အစ္စရေးတပ်များဆုတ်ခွာပြီးနိုင်ပိုင်းတွင်ဂါဇာလမ်းများပေါ်ဟာမတ်စစ်သားများကားများဖြင့်ပြန်လည်ကင်းလည်မှုများလှုပ်ဆောင်လာပြီးဟာမတ်စီနီယာခေါင်းဆောင်တို့ကမိမိတို့တပ်များမြေပြင်တွင်ဆက်လက်ရှိသွားရန်ရည်မှန်းထားသည်ဟု Sky News ကိုပြောခဲ့ပါသည်။ ပထမဆင့်သဘောတူညီချက်အရဟောင်းမတ်စ်ဘတ်မှတစားကန်လက်ကျန်46ရောက်ကိုစာချုပ်အပြီး82နှစ်တွင်ပြန်လွတ်ပေးရမည်ဖြစ်ကအစ္စရေးဘတ်မှအော်တိုမာ9ရဲ့တိုက်ခိုက်မှုပြီးဖမ်းဆီးခဲ့သောပါလက်စတိုင်းအကျဉ်းသား250နဲ့ဂါဇာစစ်သား1900ကိုပြန်လွတ်ပေးရမည်ဖြစ်ပါသည်။ ဒေါ်နယ်ထရန့်ကမူမိမိကလေးဘွားကလေးကအစ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲအကြောင်းကြားသိခဲ့ရပြီးအခုငြိမ်းချမ်းရေးသဘောတူညီချက်အလုံးစုံရခဲ့ပြီးလည်းအားလုံးအတွက်အချင်းမျက်စုံနှိဆွဲဖြစ်လာမည်ဖြစ်ကြောင်းဂါဇာတီဂါဇာပြည်ပတီအလုံးရှိပါတဲ့နေမြေဖြစ်က အရှိလေပိုင်းဒေတာတစ်ခုလုံး၏ငင်းချမ်းရေးကိုကိုးစားပြုသဖြင့်ငင်းချမ်းသွားပါကအလွန်လှပသွားမည်ဖြစ်ကြောင်းဒေါ်နယ်ထရန့်က အောက်တိုဘာ၁ရက်မှာပြောကြားသွားပါတယ်ဒေါ်နယ်ထရန့်ကအမေရိကန်တပ်များဂါဇာအတွင်းသို့ဝင်ရောက်တော့မည်မဟုတ်ဘဲငင်းချမ်းရေးဖြစ်စဉ်ကိုစောင့်ကြည့်ရန်အထူးတပ်သား200ကိုအစ္စရေးသို့ဆစ်လို့စောင့်ကြည့်ရမည်ဟုပြောခဲ့သည့်အတိုင်းအောက်တိုဘာ၁ရက်မှာအမေရိကန်စစ်သည်များအစ္စရေးသို့စတင်ရောက်ရှိလာပြီဖြစ်ကြောင်းလည်းသတင်းများအရသိရပါတယ် ဆက်လက်ပြီးဗင်နီဇွဲလာဒီမိုကရေစီလှုပ်ရှားသူအမျိုးသမီးမာချာဒိုနိုဘယ်ငြိမ်းချမ်းရေးဆုရရှိတဲ့အကြောင်းကိုတင်ဆက်ပါမယ်။ဗင်နီဇွဲလားနိုင်ငံ၏တိုက်ခိုက်ကောင်းဆောင်လည်းဖြစ်ဒီမိုကရေစီလှုပ်ရှားသူလည်းဖြစ်သည့်အမျိုးသမီးမော်ရီယာမော်ရီယာကိုရီမာမာချာဒိုယခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရရှိသွားကြောင်းစုပေးရေးဖွဲ့ကယနေ့တရားဝင်ကြေညာထားပါသည် နော်ဝေးနိုင်ငံ၏နိုဘယ်ဆုရွေးချယ်ရေးပွဲမှာဖီနီဇွဲလာအတိုက်ခံခေါင်းဆောင် မာချာဒိုက2025နိုဘယ်ငင်းချယ်ရေးဆုရှင်ဖြစ်ရွေးချယ်ခံရသည်ဟုတရားဝင်ကြေညာထားခြင်းဖြစ်ပါသည်ရွေးချယ်ရေးကော်မတီသည်အောက်တိုဘာလ6ရက်နေ့တွင်နိုဘယ်ငင်းချယ်ရေးဆုကိုလျှောက်ထားသည့်လူပုဂ္ဂိုလ်နှင့်အသင်းဖွဲ့338ခုထဲမှရွေးချယ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်နိုဘယ်ငင်းချယ်ရေးဆုရရှိသည့်ဗင်နီဇွဲလာမျိုးသမီးမာရီယာကိုရီမာမာချာဒိုသည် အသက်58နှစ်အရွယ်ရှိပြီဖြစ်ပြီးဆက်မှုအင်ဂျင်နီယာတဦးလည်းဖြစ် ်ကြောင်းသိရပါတယ်။အာနာရှင်ဖြစ်သတ်မှတ်ထားသောဗင်နီဇွဲလားသမရနီကိုလက်မော်ဒူရိုကို နိုင်ငံရေးရာစိန်ခေါ်မှုဆန့်ကျင်ခဲ့သလိုအတိုက်ခံနေပြင်ရက်တည်နေသောအမျိုးသမီးလည်းဖြစ်ပါတယ်။အမောင်မိုင်ဆောင်ကာလာရီမာတောင်ဒီမိုကရေစီမီးရှို့တစောင်းကိုဆက်လက်သေးဆောင်သွားနိုင်တဲ့အမျိုးသမီးဟုနိုဘယ်ဆုရွေးချယ်ရေးပွဲမှာမာချာဒိုကိုကြီးကျူးထားပါတယ်။ မိမိကိုယ်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုရရှိသင့်သည်ဟုကြေကြော်ခဲ့သောအမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှယခုနှစ်အတွက်ရွေးချယ်မခံရပေယခု သမ္မတတက်တန်ကိုလာတွင်အိန္ဒိယပါကစ္စတန်ထိုင်းကမ်ဘောဒီးယားကလာတိုစစ်ပွဲများအစ္စရေးဟာမတ်အပါအဝင်စစ်ပွဲရှိခုကိုငြိမ်းချမ်းရေးပွဲစားဖြင့်ဂျောင်းဝင်ဆောင်ရွက်ပေးနိုင်ခဲ့သောကြောင့်မိမိထက်ငြိမ်းချမ်းရေးပိုဆွမ်းနိုင်သူမရှိနိုင်ဟုစုပေးပွဲမတိုင်ခင်ဒေါ်နယ်ထရမ့်ကကြေကြော်ခဲ့ခြင်းဖြစ်ပါသည် မာချာတို့သည်ဗင်နီဇွဲလာတွင်စီးလုံးညီညွတ်မှုတင်ကေတာပြယုတ်တစ်ခုဖြစ်ရက်တီနေသူဖြစ်ကြောင်းနှင့် NEA များသောအခြေအနေမှတောင်းလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများကျင်းပနိုင်ရေးကိုလွန်ခဲ့သည့်နှစ်ပေါင်း20လုံးလုံးအင်တိုင်းအားတိုင်းတောင်းဆိုခဲ့သူဖြစ်ကြောင်းသိရပါသည်။မာချာတို့သည်နိုဘယ်ငြိမ်းချမ်းရေးဆုနှင့်တူ American Dollar 1.6သန်းနီးပါးနှင့်ညီမျှသည့် Student Chrono ငွေကြေးဆက်သက်တန်းကိုချိမြင့်ခံရမည်ဖြစ်ပါသည်။ ဆက်လက်ပြီးအပြစ်ခတ်ရဲစရေးသဘောတူညီမှုရသောလေတိုနီဘလဲကိုဂါဇာမျိုးစားတာဝန်ပေးမှုအားလက်မခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါ9ရက်နေ့တွင်အစ္စရေးဘက်မှဟာမတ်နှင့်ပထမဆင့်ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီဖြစ်ကြောင်းအတည်ပြုထုတ်ပြန်ခဲ့ရာ82နှစ်တွင်ဟာမတ်တို့ဖမ်းဆီးထားသည့်အသက်ရှင်လျက်ကြန့်ရှိသေးသောတစားကန်20ပြန်လွတ်ပေးမည်ဖြစ်သလိုအစ္စရေးဘက်မှဖမ်းဆီးထားသည့်ပါလက်စတိုင်း2000ပြန်လွတ်ပေးရန်ပါသဘောတူညီမှုရခဲ့ပြီဖြစ်ပါသည်။အော်တိုဝါ9 ငံဟားမတ်၏အစ္စရေးနယ်ထဲဝင်ကအကြမ်းဖက်တပ်ဖြတ်မှုကြောင့်ဂါဇာတွင်နှစ်ရက်ကြာနှစ်နှစ်ကြာပြတ်ပွားခဲ့တဲ့စစ်ပွဲသည်အဆုံးတိုင်ငင်းချင်ရရှိနိုင်ရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အချက်20ပါငင်းချင်ရအဆိုကိုတင်ပြခဲ့ကအာရဗ်မွတ်စလင်နိုင်ငံများပါဂျောင်းဝင်ဆက်ဆက်ခြင်းဖြင့်ပထမဆင့်သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရခိုင်ကလေးကအစ္စရေးဘက်မှဒေါ်နယ်ထရန့်၏ငင်းချင်အဆိုပြုချက်20စလုံးကိုလက်ခံထားခဲ့ပြီးယခုပထမဆင့်သဘောတူညီချက်ရပြီဖြစ်သောကြောင့် ။အစ္စရေးတပ်များ၏ဂါဇာတွင်စစ်ဆင်ရေးများတင်လဲချက်ချင်းရပ်တန့်သွားခဲ့ရသလိုတစားကဲများလွတ်ပေးပြီးပါလက်စတိုင်းအကျဉ်းသားများပြန်လည်လွတ်ပေးပြီးမှဒုတိယအဆင့်ဖြင့်အစ္စရေးတပ်များသည်အပြာရောင်စီးမြစ်သတ်မှတ်ထားသောထိန်းချုပ်ဂါဇာနေမြေများမှအဝါရောင်စီးနောက်ဖက်ထိဆုတ်ခွာပေးမည်ဖြစ်ကထို့သောတဆင့်သဘောတူညီချက်ရလျင်အနီရောင်စီးနောက်ဆုံးလုံခြုံရေးဆောင်ဖြင့်သတ်မှတ်ထားသည့်အစ္စရေးနှင့်ဂါဇာကြားနေဆက်စီးထိဆုတ်ခွာပေးသွားမည်ဖြစ်ပါသည်။ ဒေါ်နယ်ထရန့်ကအမေရိကန်တပ်များကိုဂါဇာအတွင်းသို့ဆေးလွတ်ပေးရန်မရှိဘူးအတည်ပြုတော်လဲငြိမ်းချမ်းရေးစာချုပ်အပြီးသတ်နိုင်ရေးစောင့်ကြည့်မည်အမေရိကန်စစ်သား200ကိုမှအစ္စရေးပိုင်နယ်တွင်ဆေးလွတ်ဆောင်ချက်စီမည်ဟုထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့၏ဂါဇာစစ်ပွဲအဆုံးတိုင်ငြိမ်းချမ်းရေးရရှိနိုင်မှုမှာမလွယ်ကူသေးပေဒေါ်နယ်ထရန့်တင်ပြထားတဲ့အဆိုများထဲမှာစစ်ပီးဆောင်လျင်ငြိမ်းချမ်းရေးပုံဖွဲ့အားမိမိနဲ့တူထိတိမ်ဝင်ကြီးချုပ်ဟောင်းတိုနီဘလေးကဦးဆောင်ကဂါဇာတွင် ပြည်သူအဆုံးရတည်းရဲ့မဖော်ဆောင်မီ ုတ်ချုပ်စီမံသွားမည်ဆိုခြင်းကိုဟာမတ်ဘာမာလက်မခံကြောင်းတုံ့ပြန်ထားသည်ဟုလည်းသိရပါသည်ဝါရှင်တန်ဆိုရာနေငင်းချင်းဖြစ်စဉ်များတခြားဆွေးနွေးမှုမှာပါဝင်ခဲ့သောဟာမတ်စီမီယာကောင်းဆောင်တူဖြစ်သည့်အော့စမာဟန်တဲကပါလက်စတိုင်းအာဏာပိုင်များပါပါဝင်နေအဖွဲ့ဝင်အလုံးက တိုနီဘလေးယာဂါဇာအတွင်ပြောင်းမှုမှာဥဆောင်သူဖြစ်ခံထားမိဆိုခြင်းကိုလက်မခံကြောင်း ARP သတင်းဌာနသို့ပြောသွားခဲ့ကြောင်းသိရပါသည် ခုလိုစိတ်ဝင်စားဖို့နိုင်ငံတကာသတင်းတွေနောက်ဆင်ရဖို့အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ပေးကြပါအောင်ရှင်အဆုံးထိနောက်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်